EMI နှင့် MCEF မန္တလေးတို့ပူးပေါင်း၍ငလင်ဘေးဒဏ်သင့်အဆောက်အဦများကိုယခုလ9ရက်အထိစစ်ဆေးမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ EMI နဲ့မန္တလေးတိုင်းဒေသကြီးဆောင်းလို့ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်း MCEF တို့ပူးပေါင်းပြီးငလင်ဘေးဒဏ်သင့်အဆောက်အဦတွေကိုယခုလ9ရက်အထိစစ်ဆေးပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။ EMI နဲ့ MCEF မန္တလေးတို့ပူးပေါင်းပြီးမန္တလေးမြို့မှာလူနေအိမ်အဆောက်အဦများအများပြည်သူသုံးအဆောက်အဦများကြန့်ခိုင်မှုကိုပူးပေါင်းဆစ်ဆ ေးပေးလျက်ရှိရာမေလတရက်မှာစတင်ကမန္တလေးမြို့ရှိလူနေအိမ်နှလုံးရွှေဆိုင်နှစ်ဆိုင်ဖျားချောင်းနှစ်ချောင်းမန္တလေးတိုင်းရင်းစေးတက္ကသိုလ်နဲ့မန္တလေးတက္ကသိုလ်တို့ကိုစစ်ဆေးပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ် စစ်စေးအကြံပြုပေးမှုကိုမေလ9ရက်အထိဆက်လက်လှုပ်ဆောင်ပေးသွားမှာဖြစ်တာကြောင့်မန္တလေးမြို့ရှိမိမိတို့နေအိမ်များကိုချက်ခိုင်မှုစစ်စေးရန်အကြံပြုအကူအညီလိုအပ်တဲ့အိမ်ပိုင်ရှင်တွေအနေနဲ့မန္လေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းကိုဆက်သွယ်နိုင်တယ်လို့ဆိုပါတယ်မန္တလေးတိုင်းဒေသကြီးဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်းရှင်များအသင်းအနေနဲ့ဧပြီလ6ရက်မှယနေ့အထိနေအိမ်အဆောက်အဦ300ကျော်ကိုစစ်ဆေးအကြံပြုပေးခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်ရှင်။